ရှင်ဗျာမိကုံမရှောက်ခွင့်ပြုပါရှင်ဗျာဆက်ဆက်မိကုံပါဗျာအရှင်ဗျာအဲ့ဆိုရင်ဘုန်းကြီးကျောင်းမှာအဲ့လိုမျိုးမရှိသင့်ဘူးဆိုတော့အိမ်မှာရောအိမ်တွင်းတို့ဟိုအိမ်တွင်းမင်းမာကြီးတို့ဒါဥရှင်ကြီးဆင့်နေတို့ရောရှိသင့်ပါသလားဗျာမရှိသင့်ပါဘူးဆက်ဆက်ပြောသူဒါဘုန်းကြီးဆိုရင်ပိုမရှိသင့်ဘူးဆိုတော့ပြောတာပါလူလည်းမရှိသင့်ပါဘူးနော်အကောင်းဆုံးဖြစ်တဲ့ယတနာသုံးပါးကိုတွေ့နေမှာတော့ဘာမှမထပ်ပြီးမျောလင့်နေအောင်လာတော့နော်အဲ့တော့ဖခင်တရားတန်ခါဆိုရင်အကောင်းဆုံးယတနာသုံးပါးကိုတွေ့နေပြီလေ န်တဲ့လူတွေကိုယတနာလို့မခေါ်ပါဘူးဒီဘိုးဘိုးမင်းခေါင်ယတနာလို့မခေါ်ပါဘူးနိုင်ငံတိုင်းယတနာလို့မခေါ်ပါဘူးအဲ့တော့ယတနာကိုတွေ့နေပြီလေဟုတ်တယ်မဟုတ်လားဘာအောင်မြတ်ထပ်ပြီးအလေးခံပြီးတော့ထပ်ပြင်မခံပြီးတင်နေဦးမှာတော့နော်ဦးစင်းတို့စာပေထဲမှာရှိပါတယ်ဘုရားဥမာပေးထားတာလေအဲလူတငယ်ချင်းနှစ်ယောက်နော်ထွက်လာရွာကနေထွက်လာကြတယ်ထွက်လာကြတော့လမ်းမှာမတွေ့လဲမျက်တည်တွေ့တယ်လေအဲ့တငယ်ချင်းနှစ်ယောက် အလကဘာမှမတည်နိုင်မဲ့သူမျက်တည်တယ်တာလည်းကောင်းပါတယ်ကွာတခုခုတော့နွားစာတွေပါတယ်ရောင်းလို့ရတာပေါ့ဆိုတော့ငွေချင်းနှစ်ယောက်မျက်ထုတ်ကြီးတွေထမ်းလာကြတာလေအဲ့တော့လမ်းမှာမျက်ထုတ်ကြီးတွေတည်လာရင်တည်လာရင်လည်းဘာတွေ့လဲဆိုတော့ဟောမှာဝါကွင်းထုတ်တွေတွေ့တယ်အေးဘာတွေ့တယ်တော့ကျွန်တော်ငွေချင်းတစ်ယောက်ကဟဲ့ကောင်ဟာဝါကွင်းထုတ်တည်ရအောင်ဆိုတော့အာငွေချင်းတစ်ယောက်ကမျက်ထုတ်ကိုပြစ်ချလာပြီးတော့ဝါကွင်းထုတ်ကိုထမ်းတည်လိုက်တယ်နောက်တစ်ယောက်ကဟာကွာဒီမျက်ထုတ်ကြီးငါတို့တည်လာတာဝေးရတည်လာနှမျောစရာကြီးဆိုတော့အဲ့တော့ဝါကွင်းထုတ်ကိုသူမတည်ဘူးမျက်ထုတ်ကိုနှမျောလို့ရတာနော်အဲ့ဒါဆိုတော့ တကယ်ရောင်းချလိုက်တဲ့ခါကျတော့ဘာကုန်းသမားအများကြီးရတာပေါ့မြတ်ထုသမားဘာမှမရအောင်ဆိုတာကအဲ့ဒါပဲဒါငါတို့တယ်လာခဲ့တာကြာပြီဆိုပြီးတော့အဲ့ဒီအယူဆွဲကိုမစွန့်နိုင်အောင်ကောင်းပါပြီဆိုတဲ့ယတနာကိုတွေ့နေပြီနော်ဒါပေမဲ့ဒါကငါတို့ဘိုးဘွားလက်ထက်ကနေတယ်လာခဲ့တဲ့ဥစ္စာပဲဆိုတဲ့အစွဲကလေးနဲ့မစွန့်နိုင်ကြအောင်မှန်မှန်လည်းသိတယ်ယတနာအကောင်းကြီးလည်းတွေ့နေပြီဒါပေမဲ့မစွန့်နိုင်အဲ့ဒီဥပမာအတိုင်းပဲအဲ့တော့ကိုယ်ပဲနဲ့နာတာလေနော် ဲ့တော့ရန္တနာကြီးကိုတွေ့နေမှာတော့ဒီမျက်ထုံနဲ့တူတဲ့ဘိုးတော်တွေနန်ကတိုင်းတွေခုနကကိုကြီးကျော်တွေမလုံနေဘူးပါတော့လို့ဒါနည်းနည်းစဉ်းစားစီချင်တာပါနော်ရှင်ဗျာမိကုံမေးလျှောက်ဝင်ပြီးပါရှင်ဆက်ဆက်မေးကုန်ပါဗျာအဲ့တော့ဆိုရင်အိမ်အမရှိတဲ့ဘောနော်အဲ့နတ်စင်တွေပါတွေကိုဖြုတ်မယ်ဆိုရင်ဘောနော်လူကြီးတွေကပြောမယ်ခိုင်းမကြိုက်ဘူးပေါ့ဗျာမကြိုက်ကြတဲ့ကနေနတ်ကင်မယ်တွေပါတွေညာတွေပြောမှာပေါ့ဗျာ အဲ့ဒါကိုအဲ့ဒီဆွဲကိုရောကြွအောင်တပီတော့ဘယ်လိုများပြောရမလဲနီလန်ကောင်းလေးများပြောအောင်ရှင်ဗျာဥပါဒံတရားတွေဟာဖြောက်ရခတ်တယ်လူကြီးတွေကဘူးဆိုတယ်เนาะဟုတ်တော့မှားတဲ့ဆွဲတစ်ခုဖြစ်ဖြစ်မှန်တဲ့ဆွဲတစ်ခုဖြစ်ဆွဲလန်းပြီပြီဆိုရင်ဖြောက်ရတော်တော်ခတ်တယ်အကြောက်တရားအနေနဲ့ပတ်သက်လာရင်ပူဆိုးတယ်ဖြုတ်လိုက်ရင်များစီးပွားရေးထိခိုက်သွားမလားအိမ်သွေးအိမ်သားတွေများတစ်ခုခုဖြစ်သွားမလားဆိုတဲ့အဲ့ဒီဖြစ်သွားမလားဆိုတဲ့အကြောက်တရားကြီးဟာတိတ်ကြောက်ဖို့ကောင်းတာအဲ့ဒါနဲ့ပဲမှားမှန်းသိတယ်မဟုတ်မှန်းလည်းသိပေမဲ့လည်းမစွန့်နိုင်ကြဘူးပေါ့เนาะအဲ့လိုဖြစ်နေတာ ဲ့တော့တရားယောဂအမုန်းခံပြီးတော့ကျွန်တော်ဆုံးမင်းမက်ကလည်းပြောပြပါမယ်ကျွန်တော်ဆွနာပါခိုင်ရင်ခိုင်ရာရှိရင်ကျွန်တော်ပဲခိုင်ပါလို့နော်ဒီအိမ်သားနဲ့ဆိုင်ပါဘူးဒီလိုပြောပြီးမှလုတ်ပြီးမှလက်ခံရတော့တမျိုးပေါ့နော်အဲ့လိုမျိုးတွေဆိုတော့အဲ့လိုတဦးတယောက်ကလည်းအမိုက်ခံပြီးတော့လုတ်ပြီးမှလို့ရှိရင်တော့ကောင်းတယ်ဆိုတော့ဒီနေ့ခက်ကအဲ့လိုပါလူတွေကအကြောက်တရားနဲ့ရှင်သန်နေကြတော့လေဟုတ်လားမဟုတ်လားမသိအကြောက်စိတ်ကောသူ့လွှမ်းမိုးနေတာပဲတခုခုမတော်တဆဖြစ်ခိုင်းတော့မှအတွေ့အထိမလားနက်ကင်တာဆိုဖြစ်ပြီးတက်လာတာနော်တခုခုပြန်တော့မှလေအဲ့လိုမျိုးအဲ့တော့တိုက်ဆိုင်ခိုင်းတော့မှအဲ့လိုဖြစ်မှလေ အဲအဲ့ဒါမျိုးဥစဉ်တော့အတီးတရားဆိုလည်းအဲ့လိုပဲလေသူဆိုလည်းအဲ့လိုထေရဝါဒတရားဓမ္မတွေနားထောင်ပြီးတော့အဲ့ဒီရိုးရာဒလေကိုးကံမှုတွေအကုန်ဆွတ်လိုက်ပြီနှစ်တည်းအဲ့ခုနကဘိုးမင်းခေါင်မညာအကုန်ဆွတ်လိုက်တာပေါ့တော့ဆွတ်ရင်မကြခင်ပါပဲကားအက်ဆီဒန့်ဖြစ်တယ်ဖြစ်ပေမဲ့ तू ကလုံးဝဒီပေါ်မှာဘာမှတန်တရားမရှိဘူးဒီနှစ်တည်းလောက်တယ်လို့လုံးဝတန်တရားမရှိတာငါ့ရဲ့ကံကြောင့်ပဲငါဒီလိုဖြစ်တာနော်ဒါနှစ်တည်းကိုဒီလိုဆွတ်နိုင်လို့ငါအက်ဆီဒန့်ဖြစ်တယ်လို့လုံးဝခံမခံဘူးဆိုတာကသူ့ရဲ့ခံကြလုံးဝမပြောင်းဘူးဆိုတာပြောပြပြောချင်တာပါနော်အမှန်ပုံကတည်းကဆိုဟာဟုတ်တယ်ဒါ လက်တွေကိုစွန့်လိုက်လို့ငါအခုလိုဖြစ်ရတာပဲဆိုပြီးထင်သွားနိုင်တယ်လေစွန့်မချက်ခိုင်ပါတယ်မဖြစ်ဘူးတန်ခါကန်တဲ့ငါဖြစ်တာပဲတန်ခါကားမောင်းမောင်းတက်လို့ဒီလိုဖြစ်တာငါရဲ့တတိမဲမှုကြောင့်ဒီလိုဖြစ်တာဒီလိုပဲနှလုံးသွင်းတယ်လက်ကြောင့်လို့နှလုံးမသွင်းမိဘူးအဲခိုင်ပါတဲ့စွန့်မချက်ရှိဖို့တော့လိုတာပေါ့နော်မေကောမေရှောက်ခွင့်ပြုပါရှင်ဗျာဟိုရိတ်တာတစ်ခုပေါ့အဲ့ဒါဒိဋ္ဌိအစွဲတွေအရန်ကိုဟိုဟောပြောမှာအရန်ဖြုတ်တဲ့ရိတ်တာတစ်ခုပေါ့ဗျာအဲ့ဒီမှာရှိတဲ့ယောဂီတွေကဒီတောင်ပိုင်းဘိုးဘိုးကြီး ိုပူဇော်တဲ့ပွဲတွေလှုပ်လေးလှုပ်ထားရှိတယ်ဗျာရိတ်တာမာကိုပဲယောဂီတွေစုပြီးလှုပ်ကြတာမျိုးပေါ့အဲ့ဒီပြီးလို့ရှိရင်တခါအဲ့တောင်ပိုင်းပိုးပိုးကြီးများပိုးပိုးကြီးနဲ့ဟိုပေါ့ဟိုကုသိုလ်ကောင်းမှုဆိုပြီးတော့မှရင်သူကဆွန်စုပေါင်းကတ်တာလည်းရှိတယ်ဗျာရှိတာကိုဒီရိတ်တာမာရှိတယ်တရားဟောပြောတဲ့ဆရာတော်တရားလည်းဒီအလှူကိုလက်ခံတယ်ဗျာအဲ့တော့အဲ့ဒီလိုမျိုးဒီပြောထင်တာတော့ဒါဟိုအယူအစွဲအမှန်တလားပေါ့ အဲ့လိုမမှန်ဘူးဆိုရင်ဟိုမိစ္ဆာဒိဋ္ဌိလိုမျိုးအယူမျိုးဖြစ်နေတယ်ဆိုရင်အဲ့ဒီဟာဖြစ်ပေါ်လာတဲ့ဆုံးကိုရောဒီယဟန်တော်များသုံးဆောင်မှုအပ်ပါသလားဗျာဟိုနုခနာဆိုတာပြောခဲ့တယ်လို့လေနက်ဆိုတာကတော့ရှိပါတယ်ဒါကတော့ကြောင်ဆောင်နဲ့လည်းရှိတယ်အိမ်ဆောင်နဲ့ဆိုတာလည်းရှိတယ်မျိုးဆောင်နဲ့ရွာဆောင်နဲ့တောင်ဆောင်နဲ့ဆိုတာတော့ရှိပါတယ်အဲ့တော့သူနက်ဒီရဲ့စောင့်ရှောက်မှုမေတ္တာထားမှုကိုလိုချင်လို့ကျွေးမွေးတာကတော့ဒါအပြစ်လို့တော့မဆိုတာပါဘူးเนาะဒါကကျွေးမွေးလို့ရပါတယ်အဲ့တော့မြန်မာနိုင်ငံမှာတခုတော့ရှိတာက ဟိုနက်နက်ပတ်သက်လာရင်ပေါ့နော်နည်းနည်းအဆွမ်းရောက်တာတော့နည်းနည်းရှိတယ်နှစ်ဖက်လုံးအဆွမ်းရောက်တယ်တစ်ခုကတချို့ကလည်းနက်ကိုဖျားနဲ့ဓာတ်ထုထားပြီးကိုယ်ခွေတဲ့ဟာလည်းအဆွမ်းရောက်တာပဲနောက်တစ်မျိုးကလည်းနက်နက်ပတ်သက်လာရင်မရှိခိုးရဘူးလက်အုပ်မရှိရဘူးကျွေးမွေးခြင်းဘာမှမလုပ်ရဘူးဆိုတာမျိုးလည်းရှိတယ်ဒါလည်းအဆွမ်းရောက်တာပဲဒါလည်းအဆွမ်းရောက်တယ်ဟိုလူလူချင်းတော့မှကျွေးမွေးတာတွေရှိသေးတာပဲလေနက်ကိုဘာလို့ကျွေးလို့မရမှာလဲစဉ်းစားကြည့်တယ်စဉ်းစားကြည့်ဘာလို့နက်ကိုကျွေးလို့မရမှာလဲ ဟုတ်တယ်မလားလူလူချင်းချင်းချင်းဟိုအလူမန်းနဲ့နေလုပ်ပြီးတော့ကျွေးမှုရတာပဲလေလက်ဆိုတာရှိတယ်ဆိုလက်ခံလက်ကိုလည်းကျွေးမှုရမှာပေါ့ဒါကိုဥပစင်ပြောပြတာလေအဲ့တော့လူမြင်လူလူမျိုးသူတို့ကိုသူတို့မှလည်းလောဘဆိုတာရှိတယ်ဒေါသဆိုတာရှိတယ်နဲ့တင်ပါလဲပဲနော်အဲ့တော့ဥစင်တို့နဲ့တရဲ့ဒီမေတ္တာထားမှုကိုလိုချင်တယ်ဆိုရင်ကျွေးမှုဆိုတာလောရတာရှိတယ်ဒါကြောင့်ဥစင်တို့အဆုံးမရအောင်တတိထားတယ်နည်းနည်းပတ်သက်လာကိုယ်ခွေတာဟာလည်းအဆုံးရောက်တယ်လုံးလက်အုံးလုံးဝမရှိရဘူးလို့မကျွေးမှုရအောင်ဆိုတာလည်းအဆုံးရောက်တာပဲ နော်အဲ့ဒါမြတ်စွာဘုရားကိုယ်တိုင်ကဒါဗလိနတ်စာဆိုတာတုတ်တန်တော်တော်များများအများကြီးဟောထားတယ်ပိဋကမြတ်ဘာပြန်ဒီမှာလှမ်းကြည့်လိုက်ဗလိနတ်စာဆိုတဲ့စကားလုံးနဲ့ဒီနေ့ဟို application တွေ software တွေရှိတယ်ပိဋကမြတ်ဘာပြန်တွေလည်းရှိတယ်ဗလိနတ်စာဆိုတဲ့ဟာမျိုးနဲ့ရိုက်ကြည့်လိုက်တုတ်တန်တော်တော်များအများကြီးဘုရားကိုယ်တိုင်ဟောထားတယ်နော်ကြီးပွားကြောင်းတရားထဲမှာဗလိနတ်စာကျွေးတယ်ဆိုတာလည်းတိုင်ရဘုရားဟောထားတယ်အကြောင်းစင်းလို့ကိုးကြတာမျိုးမဟုတ်ဘဲနဲ့ကျွေးမွေးတာလောက်ကတော့အဖြစ်မရှိပါဘူးခွေးတိရစ္ဆာန်တွေတော့မှကျွေးမွေးရင်ကုသိုလ်ရသေးတာပဲဒီနဲ့တွေကျွေးမွေးတာဘာလို့ကုသိုလ်မရတာပါလဲပေါ့နော် အကြောင်းစင်းလို့ပူဇော်ဟိုကိုးကွယ်တာမျိုးမဟုတ်ဘဲနဲ့ကျွေးမွေးတာမျိုးလောက်ကတော့အပြစ်မရှိပါဘူးလို့နော်ကိုးကွယ်တာကတော့အပြစ်ရှိတယ်ပေါ့အဲ့တော့ဘုန်းကြီးတွေကဒီနယုတ်တွေထုပြီးတော့ဟိုပူဇော်ပတာခိုင်းတာမျိုးကတော့ဒါတော့မလုံးတင်ဘူးလေနော်ဒါကတော့မလုံးတင်လူတွေပါလူတို့ကတို့ဟိုလက်တွေကိုကျွေးမွေးတာဒါကတို့တို့ခံတာလေဘုန်းကြီးတွေကအဲ့ဒါနယုတ်ကြီးတွေထားဘိုးယုတ်ကြီးဘိုးတော်ယုတ်ကြီးတွေထားပြီးတော့ပူဇော်ပတာဖို့အတွက်တိုက်တွန်းနေနှိုးစော်တယ်အမျိုးတော့မလုံးကောင်းဘူးမလုံးတင်ဘူးပေါ့နော်ဒါမျိုးက